ျော်မြင်ကြီးတဲ့လူဉာဏ်ရှိတဲ့လူဆိုတာပဝန်းကျင်ကထွက်လာတဲ့ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းသကားသံတွေကိုမတုံလှုပ်တဲ့မူတဲ့ဥပမာဘာနဲ့တူလဲဆိုရင်တခဲနဲ့ကြောက်သားနဲ့ပြီးတဲ့ကြောက်တောင်ကြီးဟာအရက်လေးမျက်နှာကတိုက်ခတ်လာတဲ့လေတို့ကြောင့်မတုံလှုပ်တဲ့လူမျိုးပဲတဲ့ဉာဏ်ရှိတဲ့လူဆိုတာအဲ့တော့ပဝန်းကျင်ကလေသူများရဲ့နှုတ်ဖျားကနေပြီးတော့အတန်တီးဥတော်လေတွေကတော့ကိုယ်စီကိုတိုက်ခတ်လာမှာပဲလေ ကိုကအဲ့ဒါတုံလှုပ်နေမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝဟာဘာမှခိုင်မာမှုမရှိတော့ဘူးအဲ့တော့သူများပြောတိုင်းခံစားမနေနဲ့ခံစားနေရင်ကိုယ်မှာဒေါသဖြစ်တဲ့အချိန်ကုန်လည်းဘာအကျိုးမှမရှိဘူးမခံစားဖို့ရာကလည်းကိုကနှလုံးသွင်းမှန်ဖို့လိုသေးတယ်ဘလို့နှလုံးသွင်းရမှာလဲဆိုအဲ့ဒီစကားသံတက်တက်ကြောက်တော့ငါဘာမှပြောင်းလဲမသွားဘူးဆိုတဲ့အချက်သူကောင်းတယ်ပြောလို့လည်းတကယ်ကောင်းတာမဟုတ် ူဆိုးတယ်ပြောလို့လဲကိုတကယ်ဆိုးသွားတာမဟုတ်ဘူးကိုကတော့ငကိုးငကိုးအတိုင်းပဲသူထင်တာသူအထင်ပဲလေသူပြောတာသူအပြောပဲလေဟုတ်လားတချို့ဒါကိုသဘောမပေါက်တော့ကဲ့ရဲ့တန်ကိုမခံနိုင်လို့ရှက်လွန်းလို့ဘဝကိုအဆုံးစီရင်သွားတဲ့လူတွေတောင်ရှိတယ်ဟုတ်လားချီးမွမ်းတန်တွေကိုမခံနိုင်လို့အောက်ခြေတွေလွတ်ပြီးတော့တဲဟုတ်တဲ့ငါပဲဆိုပြီးတော့မတူမတန်တယ်လို့ပတ်ဝန်းကျင်ကိုဆက်သန့်သည့်အထိမိုက်မဲတဲ့လူတွေရှိတယ် ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းလေပြင်းချမှာမရှိမလားကြဆုံးသွားတာဟုတ်လားဒါကြောင့်ဘေးကဘာပြောပြောဒါလေးနဲ့ပတ်သက်ပြီးတော့အတူယူเสียအားကျเสียလေးဦးဇင်းတို့ပြောပြခြင်းတယ်မြတ်စွာဘုရားလက်ထက်ကရဟန်းတော်လေးတပါးတောရဆောက်တည်ပြီးတော့တောအုပ်ရဲ့တနေရာမှာသင်္ကန်းကြောင်းလေးဆောက်ပြီးတော့ယောဟန်နဲ့မနီမဝေးတည်င်းသုံးပြီးတော့နေတာ ထူးခြားတာကဘာလဲဆိုတော့အဲ့ဒီယွာကအိမ်တအိမ်ကဒကာဒကမတွေနဲ့အဲ့ဒီယဟန်တို့တွေကအင်မတန်ရင်းနှီးတယ်အင်မတန်ခင်တယ်ခင်တော့တခါတခါဆိုအဲ့ဒီအိမ်ကိုသွားပြီးတော့လဲတယ်တရားစကားပြောတယ်အိမ်ကလူတွေကလည်းသူ့ကိုသားလို့ညီလို့အကိုလို့ချစ်တယ်ခင်တယ်ကြည်ညိုတယ်ပေါ့ဟုတ်လားအဲ့ဒီလိုနဲ့တခါတလေဆိုသူကညစ်နဲ့မှပြန်တယ်အဲ့ဒီအိမ်မှာပဲနေတာအဲ့ဒီလိုနဲ့ဆက်ဆံမှုကသိရင်းနှီးလွန်းတော့အဲ့ဒီ သင်္ကန်းချောင်းလေးနားမှာရှိတဲ့တစ်ပင်ကိုစောင့်တဲ့တစ်ပင်ဆောင်နှက်ကစိုးရင်နေဒီယဟန်လေးရဲ့ပုံမှာသူကမြစ်တာရှိတယ်ဗျဒီယဟန်လေးအဲ့ဒီအိမ်ကိုအင်မတန်ရင်းနှီးတာပဲရင်းနှီးလုံးအားကြီးပြီးတော့ပျက်စီးသွားရင်တော့ဒုက္ခအဲ့ဒီလိုယဟန်တော်လေးအပေါ်မှာကောင်းစီခြင်းနဲ့စိတ်ရှိတဲ့အတွက်ကြောင့်ပျက်စီးမှရှိုးလို့ဆိုပြီးတော့အဲ့ဒီအိမ်ကိုမသွားအောင်ဆိုပြီးတော့ဘာလုပ်တယ်လဲဆိုတော့အဲ့ဒီနှက်က အဲ့ဒီယဟန်တော်လေး ਨੇ ရင်းနှီးတဲ့အိမ်ကဒကမဟန်ဖန်ဆင်းပြီးတော့နတ်ကဖန်ဆင်းတာနော်ဒကမဟန်ဖန်ဆင်းပြီးတော့အဲ့ဒီယဟန်တော်လေးစီကိုရောက်လာတယ်ရောက်လာတော့ကိုတော်လေးကအဲ့ဒါကိုနတ်လို့ဖဲတိမှလဲသူ့အိမ်ကဒကမပဲလို့ထင်တာအဲ့ဒီမှာဒကမကရောက်တယ်တဲ့အရှင်ဖေဟာလမ်းစုံလမ်းကွာလမ်းလေးကွာလူတွေဆုံတိုင်းဆုံတိုင်းယထာစိတ်တွေမှာ ဥယင်တွေအပန်းဖြေတဲ့နေရာတွေမှာလူတွေစု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 ပြီးတော့အရှင်ဘုရားနဲ့တပည့်တော်ကိုဘာလို့လို့ညာလို့လို့ပြောနေကြတယ်တဲ့ပေးတဲ့ရေဘဇူကပြောတာတော့နတ်ကပြောတာဘဇူပုံစံဖန်ဆင်းပြီးတော့ပြောနေတာလေတက္ကမပုံစံဖန်ဆင်းပြောနေတာတော်ယုံတန်ယုံလူဆိုရင်အဲ့ဒီယဟန်တော်လေးနေရာမှာနေကြည့်ဘလောက်တုံလှုပ်သွားမလဲတက္ကမကြီးကိုယ်တိုင်လာပြောနေတာနော်အဲ့ဒီလိုပြောတော့ အဲ့ဒီယဟန်တော်လေးကပြန်ပြောတဲ့စကားကအင်မတန်အနှစ်ရှိ သူညံဘလောက်ကြီးသလဲလောကရဲ့အပေါ်မှာသူဘလို့ရှုမြင်ထားသလဲဆိုတာကိုခံမှန်းလို့ရတယ်။ဘာပြန်ပြောတုံဆိုတော့ဒကမကြီးတဲ့ကိုယ့်ရဲ့နားရဲကိုပတ်ဝန်းကျင်ကသကားတန်တွေဆိုတာအမျိုးစုံနေအောင်ရောက်လာနိုင်တာပဲတဲ့အဲ့ဒါကိုတားလို့ရှိလို့မရပါဘူးတဲ့သူများပါဇက်ပေါက်တွေဘလို့လို့လိုက်ပိတ်မှာလဲဟင်ဒကမကြီးတွေ အဲ့ဒီစကားသံတွေနဲ့ပတ်သက်ပြီးတော့တားလို့ရှိလို့မရပါဘူးတဲ့သူဆက်ပြောတာလေးကသိစိတ်ဝင်စားစရာကောင်းတယ်ဒီနာထိုစကားကြောင့်မင်ကုမျက်နာမသားမရသည်မာဟုတ်တတ်ဘာမဖြစ်ထိုက်ပါဘူးပဝန်းကျင်ကစကားသံတွေကြောင့်မျက်နာမသားမရမဖြစ်ထိုက်ဘူးတဲ့နော်ဘာဆက်ပြောတော့ဒီနာဤထိုစကားသံတို့ကြောင့်ဒီနာထိုစကားသံတို့ကြောင့် အဟံငါသည်အဲ့ဒီစကားသံတွေကြောင့်ငါဟာဘာမှယုံညံ့သွားတဲ့ပုဂ္ဂိုလ်တယောက် ဖြစ်မသွားဘူးစကားသံတွေကြောင့်သူဘာမှယုံညံ့တဲ့လူတယောက်ဖြစ်မသွားဘူးစောစောကဥသင်ပြောခဲ့တဲ့အထိပယ်ပေါ့နော်စကားသံတွေကြောင့်တော့ကိုဟာယုံညံ့တဲ့လူဖြစ်မသွားဘူးပင်ကိုကကောင်းရင်ကောင်းမှာပဲပေါ့ဟုတ်လားအဲ့ဒီလိုယဟန်တော်လေးကပြောပြီးတော့ တောထဲမှာမိဃဝါဒဆိုပြီးတော့လူတွေကိုအင်မတန်ကြောက်တဲ့သမင်နာအစာရှာစားရင်းနဲ့ချက်ခနဲ့ကြားတိုင်းခေါင်းထောင်ကြည့်ချက်ခနဲ့ကြားတိုင်းခေါင်းထောင်ကြည့်အတန်နဲ့ပတ်သက်ပြီးတော့အဲ့လောက်တုံ့လုံနေရင်ဘယ်မှာတည်ငြိမ်တဲ့စိတ်ရှိတဲ့လူလို့ပြောလို့ရမှာလဲတဲ့အတန်နဲ့ပတ်သက်ပြီးတော့အဲ့လောက်တုံ့လုံနေရင်တည်ငြိမ်တယ်လို့ပြောလို့မရဘူးမတည်ငြိမ်ဘူးဆိုလို့ရှိရင်လေးနဲ့တဲ့အသိဉာဏ်မဖြစ်နိုင်ဘူး ပဝင်းကျင်ကသကားတန်တွေကိုအမြဲတမ်းခံစားနေမယ်ဆိုရင်အတိညာဏ်ဓူရဖို့အတွက်အနှောင့်အယှက်ဖြစ်တယ်ဗျ။ဟုတ်လားတခါကြီးဒီမိုင်မြာ။ဒါကြောင့်ရင့်ကျက်တဲ့လူတယောက်ဖြစ်တယ်ဆိုတာကိုပြသဖို့အတွက်ပဝင်းကျင်ရဲ့ကဲ့ရဲ့ရှုံချတဲ့သကားတန်တွေကိုကြံ့ကြံ့ခံနိုင်တဲ့အတွေးတွေရှိဖို့မလိုဘူးလား။လိုတယ်။ဒါကြောင့်ဒကာမတို့ဦးရှင်တို့တွေမှာလူကြားထဲမှာနေရတာချစ်သူရှိသလို မုန်းသူလည်းရှိမယ်။ချီးမွမ်းတာရှိသလိုကဲ့ရတာလည်းရှိမယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ငါဘာမှဖြစ်မသွားဘူးလို့နားလေပြီးတော့ဘာမှမဖြစ်တဲ့အရာတွေကိုဘာမှမဖြစ်တယ်လို့ပဲသဘောထားရမယ်။ဘာမှအရေးမပါတဲ့အရာကိုအရေးတိတ်ပါတယ်လို့ထင်ပြီးတော့အဲ့ဒါကိုအချိန်ကုန်ခံပြီးတွေးမယ်ဆိုရင်ကိုယ့်ရဲ့ဘဝဟာယုံညံ့မှုတွေနဲ့နစ်မွန်းသွားနိုင်တယ်နော်ဟုတ်လား။အေးဒါကြောင့်နံပါတ်1မုံလို့ပြောတဲ့ဇာတ်ကားတွေကို မျက်နိုးတဲ့ပစ္စည်းတစ်ခုကိုထုတ်ထုတ်ပြီးတော့ကြည့်တယ်လို့မျိုးတချို့ပြန်ပြန်ကြည့်နေတာဗျဘယ်တော့မှငါ့ကိုဘယ်သူကဘယ်လိုပြောတာမမေ့နိုင်ဘူးလေဟုတ်လားတချို့ဆိုရင်အဲ့ဒီလူငါ့ကိုဒီလိုပြောတာငါတသက်လုံးမမေ့ဘူးမပြောဘူးလားအေးအဲ့ဒါကိုမြတ်စွာဘုရားကအချင်းကုန်နဲ့လူပန်းနဲ့ဘာမှအကျိုးမရှိဘူးထုတ်ပြီးတော့မခံစားပါနဲ့တဲ့ဟုတ်ရလား